စစ်ကောင်းဆောင်ရဲ့မွန်ပြည်နယ်ခီးစဉ်အတွင်းမှာအဓိကနေဆက်ဂိတ်တွေလွတ်လွတ်ဆုံးရှုံးနေရလို့နိုင်ငံတော်ကအခွန်အခတွေနဲ့နာဆုံးရှုံးနေရတယ်လို့သူကဖွင့်ဟပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ဒီဆုံးရှုံးမှုအတွက်အဓိကတာဝန်ရှိသူတွေကိုတော့သူ့လက်အောက်ခံတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစီလွှဲချသွားခဲ့ပါတယ်။နေဆက်ဒေသလုံခြုံရေးအားနယ်လာတာသူ့လက်အောက်ခံဝန်ထမ်းတွေကိုကြိုးစည်းပွားအတွက်တရားမဝင်ကုံသွယ်မှုမှာပါဝင်နေတာညဉ့်ညဉ့်ယူထားတဲ့ EAO တွေကတိစ္ဆာမရှိဘဲတရားမဝင်ကုံသွယ်မှုတွေလှုပ်ဆောင်နေတာတွေကြောင့်လို့သူကစွပ်စွဲပြောဆိုခဲ့ပါတယ်။ဒါပေမဲ့မြေပြင်လက်တွေ့အမှန်တရားကတော့နေဆက်ဂိတ်တွေကိုသူလက်လွတ်လိုက်ရတာကြောင့်ပါ မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISB မြန်မာရဲ့အချက်အလက်တွေအရအဓိကနေစားဂိတ်18ခုထဲမှာတော်လန်ရေးအင်အားစုတွေက6ခုကိုထိန်းချုပ်ထားပါတယ်စစ်ကောင်မရှင်ထိန်းချုပ်ထားတဲ့6ခုထဲမှာတောင်4ခုဖြစ်တဲ့ဂျိုင်းလက်စစ်တွေတမူမြောက်တွေဟာတိုက်ပွဲတွေကြောင့်ကုံသွယ်ရေးလုံးဝရပ်တန့်နေပါတယ်ဒါကြောင့်စစ်ကောင်မရှင်ဟာနေစားဂိတ်4ခုဖြစ်တဲ့ဂျိုင်းတုံတာချီလိတ်ကော့တောင်ဘိတ်ကနေပဲအခွန်ငွေရရှိနေတော့တာပါ ISP မြန်မာရဲ့အဆိုအရအာနာမသိမီကဒီနေဆက်ဂိတ်တွေကနေမင်းစင်ကုန်သွယ်မှုတန်ဖိုးဟာပြမြအမေရိကန်ဒေါ်လာ23သန်းကျော်ရှိခဲ့ပါတယ်အခုခါမှာတော့စစ်ကော်မရှင်ရရှိနေတာက1.83တန်းဝန်းကျင်ပဲရှိပါတော့တယ်ဒါဟာတနေ့ကိုဒေါ်လာ23တန်းကျော်တနည်းအားဖြင့်သူတို့ရဲ့စစ်လက်နက်ဝယ်ယူဖို့အရေးတကြီးလိုအပ်နေတဲ့နိုင်ငံခြားငွေတွေနေ့စဉ်နဲ့အမျှဆုံးရှုံးနေရတာပဲဖြစ်ပါတယ်